က်ဆက်ဆက်အမှုပညာရှင်ကြီးတွေကတော့သူတို့ရင်ထဲကပေါက်ပွားလာကြတဲ့အမှုပညာတွေနဲ့လောကကိုလှဆင်ခဲ့ပြီးသူတို့ဒီကမ္ဘာမြေကြီးမှာနေထိုင်သွားခဲ့တယ်ဆိုတာကိုနောက်လူတွေမှတ်တရကြည့်အောင်သူတို့နေထိုင်စဉ်ကာလတွေမှာလောကကြီးအတွက်တစ်ခုခုပေးဆက်သွားခဲ့ကြပါတယ်။ဒီနေရာမှာလွမ်းဆွေးစရာချက်သရှင်တွေခက်တခက်လူငယ်တွေရဲ့နှလုံးသားပြဿနာတွေနဲ့ဒါအပြင်တန်ဝေကရစရာဓမ္မဂယုဏတေးသွားတွေနဲ့လောကကိုလှဆင်ခဲ့တဲ့အမှုပညာရှင်တွေရှိခဲ့ပါတယ်။ သူကတော့အစိုးရခွန်သန်းတော်မှဖြစ်ပါတယ်ခွန်သန်းတော်ကတော့ပိုင်မျိုးသားဆိုတော့တူဖြစ်ပြီးပခင်ဥပတင်နဲ့အမိဒေါ်လာမင်းတို့မှဟိုဘုံမျိုးမှမွေးဖွားခဲ့ပါတယ်ခွန်သန်းတော်ကတော့1993 94ခုနှစ်မှာတော့မန်လေးပကြီပပူကျောင်းမှာပကြီနဲ့အမှုပညာကျောင်းစဉ်တူဖြစ်ခဲ့ပါတယ်ခွန်သန်းတော်ဆိုတော့ဖြစ်ချိန်မှာတော့ခွန်သန်းတော်နဲ့ခပြိုင်ဆိုတော်တွေကတော့ scientist sign ခိုင်2ခင်1 sign sign မော့ခင်မောင်တို့လို့ဖြစ်ပါတယ် ခွန်တန်းထွန်းရဲ့တေးအဖွဲ့တွေမှာဂျောင်းနီဆိုတာတစ်ချိန်ကစီးစာပဲဆိုတော့တန်ဝေကရစရာတေးသွားအဖွဲ့တွေကကျွန်တော်တို့ရဲ့နှလုံးသားတွေကိုဓမ္မအမြင်တွေပေးစွမ်းသွားခဲ့ပါတယ်။ဒီတေးသွားလေးကိုတော့နောက်ဆုံးမှာကျွန်တော်ပြန်လည်နားဆင်ဖို့ review ပေးပါတယ်။1968ခုချင်းကျူးမြိုင် DY ဖွဲ့ပြီးချိန်မှာတော့သူမရောက်ခဲ့သေးပါဘူး။ဒါမှမဟုတ်လူငယ်ចောင်းသားဘဝအချင်းများရသည်များသူတည်ဆူနေခဲ့ပြီပဲဖြစ်ပါတယ်။ သချင်းလေးတွေကိုစိုင်းရင်းနေပြီးကြပြစားပြီးချစ်တတ်တဲ့လူတယောက်ပဲဖြစ်ပါတယ်။ထိုစဉ်ကလူငယ်ပြီးပြီးသချင်းအသက်တွေဖန်နေဖို့သူ့တလန်းကိုသူစတင်ချပွင့်နေခဲ့ပြီပဲဖြစ်ပါတယ်။ဆိုတော့ခွန်သန်းလုံးတယောက်ပကြီးတစ်ဖက်ကရေးဆွဲရင်တစ်ဖက်ကသချင်းတွေရေးဆက်နေပြီပဲဖြစ်ပါတယ်။လူငယ်စဉ်ကသင်စရာမြင်စရာထဲမှာတော့ဂီတာကိုပရမအုံးဆုံးသင်ကြပေးတဲ့ဆရာကတော့ဦးလူဖုန်တာပဲဖြစ်ပါတယ်။ ဆရာမရှင်မျိုးသားကြီးတို့ဖြစ်ပြီးသူ့ဂီတအခြေခံမှစပြီးစနစ်တကျတင် जा ပြသခဲ့ပေးခဲ့ပါတယ်။ဂီတလိုပဲအခြားသူကြိုက်နေတဲ့ဒီတတ်တဲ့ instrument များကတော့ mandolin နဲ့တရောလိုဖြစ်ပါတယ်။သုံးလေးနှစ်လောက်မနာရန်ဂီတကိုကြိုးပမ်းခဲ့ပြီး1980ခုနှစ်မှာတော့မောင်အချစ်ဆုံးမုန်းသူအမည်ရှိတဲ့ပရမအုပ်စိုးအခွေသက်ကိုဒိုချန်လီဒေသန်တို့ကတပီလုံးကိုထုတ်ဝေဖြန့်စီရမှာအောင်မြင်မှုရရှိလာခဲ့ပါတယ်။1994ခုနှစ်ကာလတွေမှာတော့ ခွန်တန်းထွန်းတယောက်ဆယ်နှစ်ကျော်လောက်ရန်ကုန်တက်လိုက်ဆင်းလိုက်ရှမ်းပြည်ပဲပြန်တက်လိုက်နဲ့ဂီတလောကထဲမှာကျင်လည်ကျဆားနေခဲ့ပါတယ်အခွေပေါင်း၆ခွေခန်းထုတ်ခဲ့ပြီးဖြစ်ပါတယ်ကိုပိုင်တန်စင်ရေးဖွဲ့တဲ့သတင်းများမှာတော့နေစဉ်ဘဝချက်ချင်းတရားမြူးကြတဲ့အချက်သေးတံများနဲ့ဂယုဏတန်စင်တန်ဝေကဓမ္မတေးဆန်ဆန်သတင်းပေါင်းများစွာပါဝင်ခဲ့ပါတယ်လွမ်းတန်စင်တွေကိုလည်းသူနှစ်ချိုင်မှုရှိခဲ့ပါတယ် ဆိုတော့ခွန်သန်းတို့ဟာတေးတဲ့နေရာမှာလဲပွဲနဲ့မှုကောင်းသလိုဆိုတဲ့နေရာမှာလဲဂယုနာတန်ပါတဲ့သူ့ရဲ့ဟန်လွမ်းသချင်းတွေကိုတည်ဆူခဲ့ပါတယ်ဒီထဲမှာတစ်ခက်တခါအသေးတွေကြွေခဲ့ကြတဲ့ဆိုတော့ခွန်သန်းတို့ရဲ့တချင်း၃ပိုးလောက်ကိုကျွန်တော် review ပြန်ပေးချင်ပါတယ်ခွန်သန်းတို့ရေးစပ်ခဲ့တဲ့တချင်းတွေထဲမှာအပုတ်150လောက်ရှိခဲ့တာပါအဲဒီထဲမှာကျွန်တော်နှစ်သက်တဲ့၃ပိုးကိုပြန်လည်လို့မျှဝေ review ပေးချင်ပါတယ်ပရမောင်းတို့တစ်ပုတ်ကတော့ခွန်သန်းတို့ရဲ့ အချိန်ညဝန်းဒေးစုများတဲ့ကမေရချီမမောင်းဘွားဆိုတဲ့သင်းလေးကို ပြန်လဲခန်းစားကြစေဖို့ကြောက်ဖွေးနားဆင်စေဖို့ review ပေးရှင်ပါတယ်ဒီတစ်ချက်မှာတော့အဆိုတော်ခွန်တန်းတော့ဟာအေးတဲ့နေရာမှာမျက်နှာပွဲလူတန်းစားတရရဲ့နှလုံးသားပြဿနာကိုရေးပွဲထားတာပါဖြူရင်းငွေဂုံတွေကတော့ကဲဆစ်စစ်မှာမျက်နှာပွဲလူတန်းစားရဲ့အဲကိုခွဲနေတော့မှာပဲ နဲ့တက်ဂရက်တွေမျိုးဆက်တွေ generation တွေသာကွာခြားခဲ့ပေမဲ့လည်းအခုချိန်ထိမျက်နှာပွဲလူတန်းစားမှာတော့ကျင်းနေရလို့ရေရှာနေတဲ့အသေးတွေတွေ့နေရတော့ပါလေ။နောက်တစ်ပုဒ်ကတော့အလာနှောင်းတဲ့ဆိုင်းဆိုတဲ့သချင်းတစ်ပုဒ်ပါပဲ။နန်းဆိုတဲ့မျိုးသမီးကိုချစ်မိသွားတဲ့ဆိုင်းကတော့အလာနှောင်းသွားတဲ့ချက်ချင်းဒုက္ခတွေကြမှာမြင်နေရတဲ့ခိုးကြည့်နေရတဲ့ဘဝမတွေ့ခင်မချစ်မိခင် ကောင်းပါပဲဆိုတဲ့ဆိုင်းရဲ့အလာနှောင်းသွားတဲ့ပြဿနာလေးကိုရေးပွဲထားတာပါ။ ဒီနာတဲ့ဘောစင်းမေတ္တာနဲ့လွမ်းရတာကိုရေပွက်ထားတဲ့ခြင်းတော်ပဲဖြစ်ပါတယ်။ဒီသင်းကတကက်တကအရန်ပေါက်ခဲ့တဲ့ခြင်းတော်ဖြစ်ပါတယ်။ဒီဆိုပြန်လဲပြီးဆိုပြီးလဲကြည့်ကြပါရစေ။ မူရင်းဆိုတော့ခွန်တန်းပုံမဲ့ဖြစ်ပါတယ်။နောက်ဆုံးတစ်ပုဒ်ကတော့လုံဝါကိုနားထောင်တင်တဲ့တစ်ပုဒ်ပဲဖြစ်ပါတယ်။လူတွေကိုဓမ္မအမြင်နဲ့တာဝန်ကရစရာကိုပေးဆွန်းခဲ့တဲ့တခြင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဒီတခြင်းကိုတော့ခွန်တန်းတို့ဟာသူ့မွေးရမည်ဟူပုံမှာပဲရေးဆက်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့တန်တရာခီးတွေဟာတယောက်စင်းတယောက်တည်းနဲ့လောကကြီးမှာဘလိုပဲနှီးတန်းဆဆနီကုန်းကတော့တေရှင်တရားတစ်ခုစီကိုပဲတူညီနေကြမှာပါ။ ကျွန်တော်တို့နှစ်တရာတိတိအသက်ရှင်မယ်ဆိုရင်တော့မှရပ်ပေါင်း3600ကျော်ထိပဲနေရမှာပါအဲ့ဒီချိန်ကာလတွေအတွင်းမှာကျွန်တော်တို့ကတူးနဲ့တူးတွေးဆုံကြတယ်တူးနဲ့တူးကွဲခွာကြတယ်ဒီလိုချင်းသာချင်းခဏလေးမှာနှလုံးသားတွေလှပကြဖို့အတွက်အမှုပညာချင်းခွန်သန်းထုံးကတတိပီးသားခဲ့တဲ့သချင်းလေးတစ်ပုဒ်ကြီးခဲ့ပါတယ်ဒီသချင်းကတော့တကင်ကားထဲမှာတခဏဆိုတဲ့သချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်နောင်နိုင်တဲ့လူဘဝရဲ့ဓမ္မတာ ဘယ်အရာဟာမြဲလွန်တဲ့မဆွဲအပ်ပါဘူးနေဝင်နေထွက်ရဲ့ခီးစင်မှာ ိုင်ကတွေ့ကြတဲ့ဒုဗဝရီဟာအချိန်တန်တော့ကြောခိုင်းကြမှာပဲလူဆိုတာအမြဲမလန်းတဲ့ပန်းကလေးတွေလူအကျွေးချင်အောင်နေလို့မရပါဘူး ဘယ်လိုနီးဒန်းဆာဆာလမ်းဆုံးတူပါထာဝစဉ်ထာဝရတော့မရှိပါဘူးကံကြမ္မာရဲ့လမ်းပြလို့ရှိကခေါ်မေဘယ်လိုပဲနီးနဲ့ကောင်းပါမလဲဒီစချင်းလေးကိုလည်း YouTube မှာပဲရှာဖွေနားထောင်ဖို့ကျွန်တော်တိုက်တော့ပါတယ် ဆိုတော့ဂုံတန်းတို့ဟာတရစ်သနလ2009မှာတော့တက်54လက်အရွယ်မှာနှလုံးရောဂါနဲ့ကျုပ်တရဲ့ကွယ်လွန်ခဲ့ပါတယ်။သူတည်ဆုံသွားခဲ့ပေမဲ့လည်းသူ့ရဲ့သချင်းတွေနဲ့ချာချာပါပါဂယုဏတပ်ဖွဲ့သူ့တန်ကသူ့သချင်းတွေနဲ့ရောဂါကိုလှဆင်ပေးခဲ့လူသားတူပဲဖြစ်ပါတယ်။သူပြောခဲ့တဲ့သချင်းတွေကသူ့တန်သူ့ဇာသားလေးတွေနဲ့ပဲညီကုန်းချုပ်လိုက်ပါတယ်ခင်ဗျာ။အားလုံးပဲစိတ်ချမ်းသာကြပါစေ။မန္တလေးရော င်ဗျားတို့ကျွန်တော်တို့လူတွေကဒီသင်္ခါရလောကကြီးရဲ့တဏှာဆိုတဲ့ရေပြင်မှာခီးတစ်ခုကိုပွာလာနေကြတဲ့လမ်းတွေ့ဧည့်သည်တွေပါပဲတွေ့ကြုံဆုံခွဲဖြစ်မြဲဓမ္မတာဆိုတဲ့အစဉ်အလာအတိုင်းပန်းကလေးလူမကြွေသေးခင်ညီကလေးလူတောင်ဆွေမယ်တော့ခင်ပြမစူတရားလက်ကင်ထားလို့ဒီလောကကြီးကို ပါရလာပေါ့ဖန်စီကြပါစို့လို့ကျွန်တော်ဆန္ဒပြုတိတ်တွန်းပါတယ်